ပါရှင်ဒီတစ်ပတ်အတွက် BV ရဲ့မှတ်မှတ်ထင်ထင်သတင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကတော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေရမှပြည်သူတွေအတွက်မှတ်မှတ်ထင်ထင်ဖြစ်စေမယ့်သတင်းတွေကိုစုစည်းတင်ဆက်ပေးမှာပါကျွန်မကတော့အစီအစဉ်တစ်ဆက်တူအင်းမြတ်မှုခင်ပါရှင်ပထမဆုံးသတင်းမှတ်တင်ကတော့ရွေးကောက်ပွဲကိုနှောက်ရှက်ဟန်တားရဲဆိုပြီးပြည်တွင်းမှာရှိနေတဲ့အမှုပြင်ရှင်ချို့ကိုစစ်ကောင်စီကဇက်တိုက်ဖမ်းဆီးလာတဲ့သတင်းပဲဖြစ်ပါတယ်။ စစ်တပ်လုံးမဲ့ရွေးကောက်ပွဲကိုဝေဖန်တဲ့ post တစ်ခုအပေါ် react ပေးခဲ့ပြည်တွင်းမှာရှိတဲ့အနုပညာရှင်ချို့ကိုစစ်ကောင်စီကပြီးခဲ့တဲ့အော်တိုဗာလာအတွင်းကဇက်တိုက်ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။2025ခုနှစ်အော်တိုဘာလ29ရက်မှာခေတ်သမိုင်းကိုဒုံဆိုင်တဲ့သူများရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းနဲ့ ဇလန်းမှာပါဝင်ပြီးခဲ့တဲ့အော်တိုဘာလ28ရက်နေ့ကစစ်တပ်ရဲ့ခစ်သမိုင်းကိုဒုံးဆိုင်မြေသူများရွှေကောက်ပွဲဆိုင်ရာဝါရဖြန့်ဇလန်းကိုလူမှုကွန်ရက်ကနေဝေဖန်တယ်လို့ဆွဆွဲပြီးဒါရိုက်တာမိုက်တီခတန်ထွန်းစောဇပိုတေယုဆောင်ကျော်ဝင်းထွတ်ခကျော်မင်းထွန်းနဲ့ဟာတာတေယုဆောင်အုံတိုင်းခဇော်မြင့်တို့ကိုစစ်တပ်ကဖမ်းဆီးခဲ့ပါတယ်ဆက်လက်ပြီးအော်တိုဘာလ29ရက်နေ့မှာလဲဒါရိုက်တာအောင်ချမ်းလူကိုခစ်သမိုင်းကိုဒုံးဆိုင်မြေသူများနဲ့ပတ်သက်လို့ ပြပကိုရောက်ရှိနေတဲ့အစိုးရရရန်ချမ်းရေးသားထားတဲ့လူမှုကွန်ရက် post ကို love react ပေးခဲ့တာကြောင့်ဖန်ဆီးခံခဲ့ရပါတယ်။အော်တိုဘောလ31ရက်နေ့မှာလဲ director စမြူထွန်းသက်လွင်ကိုရွေးကောက်ပွဲနှောက်ယှက် hunter ဖြစ်စည်းကာကွယ်ပေးရေးဥပဒေနဲ့ဆွဆွဲပြီးထက်မှန်ဖန်ဆီးခဲ့ပါတယ်။ ဒါရိုက်တာစမူထွန်းသက်လွင်ဟာခေတ်သမိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇလန်းနဲ့ဇလန်းမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့အမှုပညာရှင်တွေကိုလူမှုကွန်ရက်ကနေမဟုတ်မမှန်ဝေဖန်ရေးသားချက်တွေအပေါ်ထောက်ခံခဲ့တာကြောင့်ဖန်ဆီးခဲ့တာဖြစ်တယ်လို့စစ်တပ်ကထုတ်ပြန်ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုက်လက်မှတ်ရေးထိုးပြထန်းခဲ့တဲ့ရွေးကောက်ပွဲတွေကိုနှောက်ရှက်ဟန်တာဖြစ်စည်းခြင်းမှကောက်ွယ်ပေးဥပဒေနဲ့ ဖက်ဆီခံရသူအရေအတွက်ဟာ2025ခုနှစ်အောက်တိုဘာလကုန်အထိစည်ရင်အရအနည်းဆုံး60ထက်မနည်းရှိနေပြီဖြစ်ပါတယ်။စစ်တပ်ရဲ့ပြည်ထရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကတော့သူ့ရဲ့ရဲတပ်ဖွဲ့ကရွေးကောက်ပွဲတွေကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့ အော်တိုဘာလ29ရက်အထိအရေးယူဆောင်ရွက်မှု အမှုတ်40မှာအမျိုးသား83ဦးအမျိုးသမီး5ဦးစစ်စစ်ပေါင်း88ဦးကိုရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေနဲ့အရေးယူထားတယ်လို့ပြောဆိုထားပါတယ်။စစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲကိုထောက်ခံတဲ့သဘောနဲ့ဝါရဖြန့်ရိုက်ကူးထားတဲ့ခေတ်သမိုင်းကိုဒုံးဆိုင်မိသူများစကားမှာပါဝင်တဲ့သူတွေကိုပြပြင်းထန်ထန်အရေးယူမယ်လို့မြေအောက်တော်လှန်ရေးအဖွဲ့၅ခုကပြီးခဲ့တဲ့အော်တိုဘာလ28ရက်နေ့က ကြညာထားသလိုလူလူနဲ့အရေးတော်ပုံကိုစော်ကားခဲ့တဲ့သူတို့ရဲ့နောက်ဖြစ်လာမယ့်ကိစ္စအရရက်ကပြည်သူလူထုတရားစီရင်ခံအဖြစ်သတ်မှတ်ပြီးပြင်းပြင်းထန်ထန်စတင်အရေးယူမယ်လို့ကြေညာထားပါတယ်။ဒုတိယသစ္စာပတ်သတင်းကတော့မိုးကုန်းနဲ့မိုးမိတ်ပြည်နယ်တွေကနေ PNL တွေတက်တွေပြောင်းလဲဆုတ်ခွာခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ ၂၀၂၉ဆက်စပ်ရင်အတွင်းအုတ်ချုံနိုင်ငံရဲ့မိုးကုတ်နယ်မိုးမိတ်ပြည်နယ်တွေကနေပတ်လောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး TNN တွေတက်တွေပြန်လည်ဆောက်ခွာမယ်လို့ TNN တွေကထုတ်ပြန်ထားပါတယ်။တရုတ်နိုင်ငံကူမင်းမြို့မှာအော်တိုဘာလ2928ရဲ့နေ့တွေကတရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျင်းရဲ့ဇောင်းဝင်ညှိနှိုင်းမှုနဲ့ပြုလုပ်ခဲ့တဲ့တွေ့ဆုံဆွေးနွေးပွဲအပြီးအခုလိုထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။ ောက်တိုဘာလ29ရက်နေ့ကစတင်ပြီးနှစ်ဖက်ရောက်ရှိနေတဲ့နေရာတွေမှာတပ်များရပ်တန့်ခါအပြန်အလှန်အပြစ်အခက်ရစဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တယ်လို့အသိပေးထားပြီးသဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းစစ်တပ်အနေနဲ့တအောင်းဒေသကိုလေရင်ဘုံကျဲခြင်းထိုးစစ်ဆင်တိုက်ခိုက်ခြင်းမပြုဖို့သဘောတူထားတယ်လို့သိရပါဗျာတအောင်းတမတော် TNLA ကမန္တလေးတိုင်းမိုးကုံမြို့နဲ့ရှမ်းမြောက်မိုးမိတ်မြို့ကနေဆုတ်ခွာဖို့စစ်အုပ်စုနဲ့သဘောတူ အပြစ်ရစဲတယ်လို့ကြေညာပြီးနောက်မန္တလေး PDF မိုးကုတ်ဗျူဟာတို့ကထိချုပ်နေမြေတွေကာကွယ်သွားမယ်လို့ကြေညာခဲ့တယ်လို့စင်ကူတပိတ်ချင်းနေမြေကန်အများစုကိုလည်း TRI view ဟာကကာကွယ်သွားမယ်လို့ကြေညာထားပါတယ်။စစ်တပ်ကတော့မိုးကုတ်နဲ့မိုးမိတ်မြို့ကိုအောက်တိုဘာလ31ရက်ရက်စွဲနဲ့အရေးပေါ်အခြေအနေအဖြစ်ကြေညာထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နန်းခုံမြို့တစ်လျှောက်မြေရှားနယ်ရွှေတူးဖုံမှုတိုးချဲ့လာတဲ့နောက်မှာတရုတ်အစိုးရကုမ္ပဏီတွေကြောထောက်နှုတ်ခံရှိနေတယ်လို့သိရပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းနန်းခုံမြို့လျှောက်ရှိမြေရှားနယ်ရွှေတူးဖုံမှုတွေတိုးချဲ့လာတဲ့နောက်မှာတရုတ်အစိုးရကြောထောက်နှုတ်ခံကုမ္ပဏီတွေရှိနေတယ်လို့ရှမ်းလူအခွင့်အရေးမန်တိုင်း SHRF ကထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းနှက်ခုံမြစ်တစ်လျှောက်မှာရှိတဲ့အတွင်းပိုင်းသတင်းရှင်းမြစ်များအရအစိုးရတပ်ထုတွင်းတွေကိုတရုတ်အစိုးရကိုကြောထောက်နောက်ခံပြုထားတဲ့ China Investment Mining Company မှလေပတ်လုတ်ကင်နေတယ်ဖြစ်တယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့အော်တိုဘာလ14ရက်နေ့ကရိုက်ကူးခဲ့တဲ့ဂျူရုဓာတ်ပုံတွေအရအထင်ရှားဆုံးပြောင်းလဲမှုကိုထိုင်းနယ်စပ်မှာကီလိုမီတာ30အကွာမှာရှိတဲ့မြစ်အထက်ပိုင်းမှာရွှေတပ်ထုတူးဖော်ရေး area မှာတွေ့မြင်ရပြီးအဲ့ဒီနေရာမှာတစ်တော်ဖုံးလွှမ်းနေတဲ့တောင်ဆောင်တွေကိုကောက်ချစ်တူးဖော်ပြီး လမ်းသစ်တွေနဲ့တပ်ထုတွင်းတွေကိုကိုရက်သဖွဲတိုးချက်တူးပေါ်ထားတယ်လို့ဆိုပါရယ်။မြေကြီးတွေကထွက်လာတဲ့တပ်ထုဓာတ်တွေပါဝင်တဲ့တပ်ထုတွင်းတွေကစီးဆင်းလာတဲ့ရေတွေမှာနတ်ခုတ်မြင့်အတွင်ကိုဓာတ်ရိုက်စီးဝင်နေတယ်လို့နတ်ခုတ်မြင့်အနောက်ဘက်ကမ်းမှာရှိတဲ့တပ်ဆင်စစ်ရုံတွေကရွှေရိုင်းတွေကိုဆက်လက်ထုတ်ယူတပ်ဆင်နေပြီးအဲ့ဒီစစ်ရုံတွေကဓာတ်ရုအကျဉ်းအကျံတွေလည်းမြစ်အတွင်းကိုဓာတ်ရိုက်စီးဝင်နေဖွဲရှိတယ်လို့ SHRF ကထောက်ပြပြောဆိုထားပါတယ်။ က်လက်တင်ဆက်ပေးမယ့်သတင်းကတော့အာနာသိန်းစစ်တပ်ပြုလုပ်မယ်ရွေးကောက်ပွဲအတွက် အော်တိုဗန်လ28ရက်နေ့ကနေဒီဇင်ဘာလ31ရက်နေ့အထိရွေးကောက်ပွဲသဘိမောက်ဆန့်ကျင်ရေးကာလလို့သတ်မှတ်ထားပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာအာနာသိန်းစစ်တပ်ပြုလုပ်မယ်ရွေးကောက်ပွဲအတွက်အော်တိုဗန်လ28ရက်နေ့ကနေဒီဇင်ဘာ31ရက်နေ့အထိရွေးကောက်ပွဲသဘိမောက်ဆန့်ကျင်ရေးကာလလို့အထွေထွေသဘိပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCB ကသတ်မှတ်ထားပါတယ်။ ဒီလိုသတ်မှတ်ပြီးတဲ့နောက်အထွေထွေသပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCB အနေနဲ့မကြာသေးခင်ရပိုင်းကပဲဗန္ဒလေးနဲ့မြန်မာနိုင်ငံဒေသတချို့မှာရွေးကောက်ပွဲဆင့်ကျင်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ရွေးကောက်ပွဲကိုလူမှုမထောက်ခံကြောင်းပေါ်လွင်ထင်ရှားတဲ့လူမှုရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေဖော်ဆောင်ဖို့ရှိတယ်လို့လည်း GSCB ရဲ့ပြောရေးဆိုခွင့်ရှိသူကိုနန်းလင်းကမီဒီယာတွေကိုပြောကြားထားပါတယ်။အနာဒိစစ်တပ်ဟာသူ့လုံမဲ့ရွေးကောက်ပွဲကိုဟန်တာနှောက်ယှက်ဖျက်ဆီးတယ်ဆိုပြီး ပြည်သူ63ဦးကိုတရားစွဲထားတယ်လို့လည်းသိရပါဗျ။လက်ရှိအချိန်မှာတော့တရုတ်နိုင်ငံက လွဲရင်ကမ္ဘာ့ဘယ်နိုင်ငံကမှမယုံနိုင်လို့ရွေးကောက်ပွဲကိုမထောက်ခံပါဘူးလို့လည်းပြောဆိုထားပါဗျ။မကြခင်ကျင်းပဖို့ပြင်ဆင်နေတဲ့စစ်အုပ်စုကျင်းပမဲ့ရွေးကောက်ပွဲကိုအတိအမှတ်ပြုခြင်းဟာလက်နက်ကင်စစ်တပ်တွေကဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရတွေကိုဖျောက်ချနိုင်တဲ့နိုင်ငံရေးကောင်းဆောင်တွေကိုဖမ်းဆီးထောင်ချနိုင်တဲ့အနိုင်ရပါတီတွေကိုဖျက်သိမ်းနိုင်တဲ့ဆိုတဲ့သတင်းစကားပေးခြင်းဖြစ်သွားနိုင်ပါတယ်။ ဒါကိုထောက်ခံလိုက်ရင်ပြည်သူလူထုရဲ့ဆန္ဒကိုပြစ်ပယ်လိုက်ခြင်းသာဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်းထုတ်ပြန်ထားပါတယ်အခုနားဆင်ကြည့်ရှုခဲ့ရတဲ့သတင်းတွေကတော့ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့မမတ်ချစ်တဲ့သတင်းတွေပဲဖြစ်ပါတယ်နောက်တစ်ပတ်မြန်မာစံတော်ချိန်တနင်္ဂနွေညည8:00နာရီတိုင်းမှာ BEV ရဲ့ YouTube, Facebook, Telegram နဲ့ TikTok channel တွေမှာဒီပြိုင်နဲ့ထုတ်လွှင့်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါရရှင်။ 咱们一面目看吧。